ားလုံးပဲမင်္ဂလာပါရှင်စတီလာဦးပါစတီလာတို့ဈေးရဲသွားတော့ရွတ်ရွတ်နဲ့ဒီလိုဖက်စိမ့်စိမ့်လေးတွေးခဲ့ရတယ်စတီလာတို့ငပေါင်းတော့ထုတ်စားမယ်ဆိုပြီးတော့အာငပြောဘူးတွေဒီလိုပါဝင်ပစ္စည်းဖြစ်တဲ့မြစ်တွေငါးတွေကိုပေါ့နော်ဝယ်လာခလိုက်ပါတယ်တိုင်တိုင်ဆိုင်ဆိုင်ညီမလေးတွေကလည်းလာလဲမယ်ဆိုတော့အတော်ပဲဖြစ်သွားရပါတော့ဒီနေ့အုပ်စုတောင်းနဲ့ငပေါင်းတုတ်လေးလှုပ်ရှားကြမှာပါ ။ပါဝင်ပစ္စည်းလေးတွေကတော့အခုစတလာလှီးနေတယ်။ငပြောဘူးလေးတွေပါမယ်။ပြီးလို့ရှိရဲ့ရာသီစာဖြစ်တဲ့ပေါ့နော်။မြင့်ကိုလဲပေါ့နော်စိတ်ဆိုင်လာတဲ့မြစ်ပုံမဟုတ်ပဲねဒီလိုမြစ်အရှိလေးတွေ့ခဲ့ရတယ်စတလာတို့ဝယ်ခဲ့ကြတယ်ပေါ့နော်မြစ်လေးတွေရဲ့ပြီးလို့ရှိရင်ကိုကြိုက်တဲ့ငါးပစုံအဲ့လိုထည့်လို့ရပါတယ်စတလာတို့ကတော့ဒီမှာငကြင်းကိုတုံးထားတယ်ပေါ့နော် အပျော်ဘူးလေးကိုတော့စလာပပလှီးပြီးတော့စားရည်ထဲမှာ စိန်ထည့်ထားပါတယ်။စားရည်စိန်ပြီးတဲ့အပြင်ကိုသူကပြီးတဲ့အခါကျလို့ရှိရင်လည်းစားနဲ့လို့နာနာလေးနဲ့ပြီးတော့ပေါ့နော်ရေစစင်ပြန်စီးထားပေးရပါမယ်။အဲ့တော့မှသူ့ရဲ့ဖန်တက်လေးတွေလည်းထွက်သွားမှာပေါ့နော်။ ဝင်ပါနေမယ်လို့ပြောတယ်။ငါဘောင်းတို့တဲ့ထဲနေမဲ့ပစ္စည်းတွေကိုစတလာဒီလိုစလုံးတစ်လုံးလေးကိုစုပြီးထဲနေရပါ။စက်သွန်တွေကကြတော့ကိုကြိုက်တဲ့အရွယ်စားလှီးလို့ရတယ်ပေါ့နော်။စတလာတို့ကမာပြီးလှီးထားအောင်လို့ဒီပပလှီးထားတဲ့ဟာတွေကိုရောနေလိုက်ပါတယ်။ပြီးလို့ရှင်နော်။ဂျန်တဲ့ဟိုလေးစိတ်စိတ်ထားတဲ့ဟာလေးတွေတော့တစ်ဖက်ချင်းခွာပြီးထဲမှာ။ဒါကတော့စိတ်ဖူးလေးပါ။စိတ်ဖူကြောစတလာတို့အမြက်ပိုင်းမဲ့ထည့်မယ်ပေါ့နော်စိတ်ဖူအမြက်လေးတွေကိုလှီးပြီးထည့်တာတယ်အာပင်စိမ့်ကကြတော့ပြီးမှအပေါ်ကနေတလွာစင်းထည့်မယ်ပေါ့နော် ဒါကတော့ပြက်လေးတွေကိုဒီလောက်ဒီလိုအချောင်းပုံစံလေးတွေဖြက်လိုက်တယ်အာငပြောဘူးများများကြိုက်တော့ငပြောဘူးထဲပေါ့နော်စတလာတို့ကတော့ဒီမှာတက်ဖူးပဲထဲလိုက်တယ်ပေါ့နော်ဘာလို့ငပြောဘူးကြီးအကြီးစွာလေးဒီဥစ္စာကခအာတချို့ငပြောဘူးကြီးကစားလို့မရဘူးလေမဲမဲကြီးတွေဖြစ်မှာဆိုလို့ဆရာကအသေးပဲတထုပ်ဝယ်ခဲ့တဲ့အားကြောင့်မလို့ပါချက်သွန်နေဟွာကြတော့ဒီလိုမျိုးလေးစိတ်လေးတွေဟာကိုအဖက်ကလေးတွေခွာပြီးထည့်ပါတယ်ဒါကတော့အစိမ့်မှုတ်ပါ ိတ်မုတ်ကိုလည်းကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ဒါတို့ကတော့နည်းနည်းပဲထည့်တယ်ပေါ့နော်ပုံမှန်တိုင်းဟင်းချက်လိုပဲဒါတို့အရောင်အတွက်ကိုကကြတော့အစိမ့်မုတ်ပြီးလို့ရှိရင်နည်းနည်းမုတ်နည်းနည်းထည့်မယ်အရသာအတွက်ကတော့ကြက်သားမုတ်နည်းနည်းအစားနည်းနည်းနဲ့ငံပြားရည်နည်းနည်းထည့်ပါတယ်ငံပြားရည်ထည့်လို့ရှိရင်အနဲ့လေးပုံမှုရယ်ပေါ့နော်အားကြောင့်စတီလာကတော့ဟင်းတော်တော်များများမှာတော့ငံပြားရည်ထည့်ပြီးတော့သုံးဖြစ်ပါတယ် ်စတလာကတော့စကားတပြောပြောနဲ့ဟုတ်ထဲ့တီထဲအဲ့လိုလောက်လိုက်တာအာနည်းနည်းလေးလက်လွန်ချက်သွန်လေးဖြစ်သွားလို့ငပေါင်းတော့ကအီးွားတဲ့ခါကျနည်းနည်းလေးငန်နေပါတယ်ဒါကတော့ကြိတ်ထားတဲ့ကျသွန်ဖြူဂျင်းနဲ့အဲဆပ်ပလင်ကတလာနှစ်ချောင်းထည့်ထားရပေါ့နော်အဲ့ဒါလေးတွေကိုပါတခါရဲထည့်နေပါမယ်သူအနံ့လေးပုံမွေးတဲ့အဲ့ဒါလေးထည့်လို့ရှင်ရလေဆရာစိတ်ဖူးဒီလိုအမီပိုင်းပေါ့နော်ဖင်ပိုင်းပေါ့အဲ့ဒါလေးတွေကိုလည်းပပလှီပြီးတော့ထည့်ထားရစိတ်ဖူးထည့်တဲ့ခါကျလို့ရှင် အနံ့ပုံမှွေးတဲ့စိတ်ဖူးလေးခြင်းနေအဲ့လိုမျိုးရောသွားတဲ့ခါကျတော့အနံ့အလုံးဝစားချင်းစရာကြီး ဆမ်မုတ်ကတော့စတယ်လာရုပ်ပတ်ချံမှာထည့်တာကတော့သူကအများကြီးမဟုတ်ဘဲနဲ့နည်းနည်းပဲပေါ့နော်ဟိုပါတယ်ဆိုတော့နည်းနည်းလေးဒီငပောင်တုတ်ကိုလုံနေဆိုုံလိုက်လေနည်းနည်းပဲထည့်တယ်ဟိုလိုမျိုးအထက်ပိုင်းကကျတော့သူကလုံအောင်ဆမ်မုတ်မြန်များနဲ့အလိုစီစီပိုင်ပိုင်ထွထွေးလေစတယ်လာရုပ်ပတ်ကတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုမျိုးပဲပေါ့နော်နည်းနည်းပဲထည့်ပါတယ်ပြီးရင်တော့စီလေးကိုလည်းနည်းနည်းလေးထည့်ရပါမယ်မမားကတော့ရည်ထည့်လို့ပြောပေးမယ်ပေါ့နော်အာစတယ်လာကတော့ဒီမှာငပြောဘူးတိမြင့်တိမှာလည်းရည်နည်းနည်းပါတယ်ဆိုတော့လေရည်တော့ထမထည့်တော့ပါဘူးစီက အာဆန်စီမို့လို့ပေါ့နော်ဒီလိုအဝါရောင်လေးဖြစ်နေရပါသူကဆန်စီလားစပါးစီလားအဲ့လိုမျိုးပြောပြောရမှာမသိဘူးသူကကိုလက်စထရောနဲ့လဲဆိုတော့အင်ဂျင်မလေးကလောကသူဆန်စီပဲစားတာစတယ်လာတို့ကသူ့အခန်းမှာလာချက်တာပါစတယ်လာတို့ကအောက်ခန်းပေါ့နော်သူ့အခန်းမှာချက်တော့သူ့ပစ္စည်းနဲ့အကုန်ယူတုံးမှာအေးပြီးရင်နော်စတယ်လာတို့တေချာနက်နက်လေးဖျားမှုထားလိုက်မယ်စတယ်လာကဒီ ဖက်ကိုအရင်ပေါင်းရမှာဖြစ်ပေမဲ့ပေါ့နော်ယူနီရတည်ထားပြီးပြီးဒမက်စတလာတို့ဖက်စေးနေရမှာပြီးရနဲ့ပြီးမှပဲအကောလုံးနဲ့ပြီးတော့မှပဲဖက်လေးတွေကိုနည်းနည်းပေါင်းလိုက်ပါတယ်ဖက်ကလေပျော့တဲ့အထိပေါင်းမှာပေါ့နော်စတလာတို့ကတော့ဒီပထမတစ်ခေါက်လောက်တာဖက်ကနည်းနည်းလေးမှာနေရောလေထုတ်ရခက်တယ်ဆိုတော့နောက်တစ်ခေါက်ထပ်ပေါင်းလိုက်ခါကျမှဟိုပျော့ပျော့ပြောင်ပြောင်လေးနဲ့ခိုင်ရထုတ်ကြတာပို့ပြီးတော့အဆင်ပြေတယ်အရင်ဆုံးရွရွရွကိုအောက်ကခံမယ်ပြီးလို့ရှိရင်တော့စတလာတို့နေထားတဲ့အစာပလာလေးတွေထည့်မယ်ပြီးရင်ငါးဘက်ထည့်မယ် ယ်အပေါ်ကနေတော့စတလာတို့ကပင်စိမ်းတစ်ဖက်ဒီလိုတရွက်ပေါ့နော်ကိုကြိုက်တဲ့အနေထားလောက်ထည့်ပြီးတော့အုပ်တယ်ပေါ့နော်အာအိမ်မားတော့မမားတော့အဲ့လိုမထည့်ဘူးဒါမှစတလာပင်စိမ်းကိုကြိုက်တယ်ဘလို့စားစားပင်စိမ်းကိုအရင်ကြိုက်တယ်ပင်စိမ်းပေါ်တဲ့အချိန်ဆိုပင်စိမ်းလေးကြီးပဲဘိုင်းချစ်ချက်ကုန်ထည့်တယ်ပင်စိမ်းကိုအားကြောက်ပါဒီအခုကတော့တကယ်ပါတငယ်ချင်းတွေအမားတွေညီမတွေနဲ့ပေါ့နော်ဒီလိုမျိုးမဟုတ်လို့စားရတာလေအရန်ပြော့ဖို့ကောင်းတယ်တလွယ်တွေလည်းလှုပ်တော့ပေါ့နော်ဒါကလေ စတလာဘွားမှာဒါဒုတိယအကြိမ်ကပေါင်းသုံးထုတ်တာပဲပထမလွန်ခဲ့တဲ့နှစ်နှစ်လောက်တော့စတလာကိုပါကိုထုတ်ဘူးတဲ့အမဲတော့ဒီလိုပဲအဆင်ပြေလားမပြေလားအမှတ်တော့မှတ်မှုမမှတ်မိပြီမယ်ပေါ့နော်ဒီလိုပဲထုတ်တယ်စကောက်နေစတလာငပေါင်းတော့အရန်ကြိုက်တယ်ပေါ့နော်စတလာတော့မှဆိုရင်ဒီလိုအော်မိုးရသေးပေါ့နော်အဲ့လိုအကြဆိုရင်နှစ်လေနှစ်နိုင်သုံးနိုင်လောက်ဆိုရင်ဈေးတဲ့တွေကအဲ့လိုမျိုးလိုက်ရောင်းကြပြီငပေါင်းတော့ငပေါင်းတော့ဆိုလို့ရှိရင်လေအမြဲဝယ်စားတယ် အရာမမားတော့ပြောတယ်မြက်ပတ်တယ်သူများရေဘလို့လှောက်ထားမှန်းမသိဘူးအဲ့လိုမျိုးပေါ့နော်စလားမမားတော့အပြင်းစားတိတ်မစားဘူးသမစတလားအဲ့လိုအရန်အစားချင်တဲ့ဟာဆိုရင်အဲ့လိုဝယ်စားတယ်ပေါ့နော်ဆိုတော့မမားသူလည်းထုတ်ကြွေးတယ်စတလားအမြဲတမ်းလည်းဝယ်စားတယ်သူများစီအပေါ့နော်အရန်ကြိုက်လို့ဒီတစ်ခေါက်ကတော့ညီမတွေလာတော့ပေါ့နော်ဒီလိုမျိုးထုတ်စားတာ လည်းလုပ်ကြည့်ကြပါတကယ်အရန်စားကောင်းပါတယ်ထုတ်တာတော့စတေလာတော့တလွဲနေနေပေါ့နော်အရန်လေးရည်ရတယ်ငချင်းကုန်မှာပေါ့နော်သူကငချင်းခုတ်တာစတေလာတို့မြန်မာပြည်မှာဆိုရင်တော့ဇီးတဲ့မှာငချင်းခုတ်တာလို့ငချင်းအကြီးကြီးတွေရတယ်လေဒီမှာငချင်းကအရန်မကြည့်ဘူးဝယ်လို့ရှိရင်လည်းသူတို့တကောင်လုံးတကောင်လုံးဝယ်ရဆိုတော့စတေလာတို့ကငါနည်းနည်းတီးတော့ဝယ်ခဲ့တော့အယိုးနည်းနည်းများရပေါ့နော်အကောင်ကြီးကြီးဝယ်တယ်ဆိုလို့ရှိရင်အာအသားတွေနဲ့အရင်ချိုးတယ်ပေါ့နော်ပို့ပြီးတော့လည်းချိုးတယ်အယိုးလည်းဒီလောက်မများဘူး ဒီနေရာမှာအသားငားကိုကြာတော့စတလာဒီတိုင်းအာဆလွင်းလေးရဲ့ဒီစားလေးရဲ့ပဲပေါ့နော်အဲ့လိုမျိုးအနေငယ်နဲ့ပဲနေထားရပေါ့နော်အဲ့ဒါတော့မှဒီဘက်ငားမှလည်းနေထားတယ်ဟိုအပေါင်းတုတ်သေးမှလည်းနေထားဆိုတော့အရသာနည်းနည်းလေးလီးသွားဒါပေမဲ့ထမင်းပူပူလို့စတာပူပူလောလောစားရခါကြတာလေငံမှန်းလည်းမသိတာဘူးပေါ့နော်အေးတော့မှစားတဲ့ခါကြလို့ရှင်တော့နည်းနည်းလေးငယ်နေပေါ့နော် တယ်လာတော့ရီရီမောမောနဲ့လှုပ်လိုက်တာအခုဆိုအကောင်လုံးပြီးသွားပါပြီ။ပိုးကနည်းနည်းတင်းနေတော့နှစ်ခါသုံးခါလောက်တော့ပေါင်းလိုက်ရပါတယ်။အာပေါင်းချိန်အားကြတော့မိနစ်20 25မိနစ်ဝန်းကျင်ဆိုရင်တော့တော်တော်လေးဟိုနူးနူးနက်နက်နဲ့အကောင်လုံး ready စားလို့ရပြီပေါ့နော်။အမီအားလည်းကို့မီအားအနေထားပေါ်မှာနည်းနည်းကြည့်ပြီးတော့အချိန်ကတတ်မှတ်ကြမှာပေါ့။ အဲ့ဒါပြင်ကိုဒါဈေးထဲမှာရတော့တွေ့တော့ပေါ့နော်ဝယ်ခဲ့တာပါမက်ဆလီချိန်မဟုတ်ပြင်မဲ့မိုးတွင်းဆိုတော့မက်ဆလီဖူးလေးရောသူကအရွက်နုနုလေးနဲ့တွေ့ရတယ်ဟင်းကျွတ်ချက်ဖြစ်ပါတယ်โอเคစားလို့ရပါပြီဒါတော့ဒါသူတို့အရင်ကြွေးရပေါ့နော်ဒါတော့စတယ်လာတို့အုပ်စုစားကြမှာပါမပေါင်းတော့ပါအရွေးလွန်ပြီးတော့အမီးတုတ်ကြီးရသွားပါတယ်။ဒီမှာပေါ့နော်ငါးကလေးအများကြီးများတယ်လို့နှစ်တုံးထည့်ရင်လည်းထည့်တယ်၊တုံးထည့်ရင်လည်းထည့်တယ်ပေါ့နော်အဆင်ပြေတယ်လို့ထုတ်ထားတာပါ။ ကဲလေးလူစားကြည့်ကြပါအောင်အရင်စားကောင်းပါလေဒါနဲ့ဆိုရင်လေသူကဒါလို့ဆိုရင်တနေ့ကုန်စားနေရတာလေအာနေ့လေကိုထမင်းစားပြီးလို့ရှင်လေနှစ်နိုင်သုံးနိုင်အဲဝင်းကျင်ဆိုလဲဒီငါပေါင်းတို့ကြီးပဲကိုအဲ့လိုထိုင်စားတယ်ညာဘက်ဆိုလဲအဲ့လိုမျိုးစားတယ်တရားတာကမြည့်ရဲ့အချိုရဲ့ပြီးလို့ရှင်ဒါတို့ဒီမပြောဘူးอ่ะလေဘောနောအဲ့လိုပေါင်းလိုက်တဲ့ခါကျရင်အဲ့လိုအချိုလေးနဲ့လေအရာတာတမျိုးလေးအနက်မှုမှုလေးနဲ့လေရှင်စားကောင်းတယ် ဲလိုစားကြည့်ကြပါရှင်ဈေးထဲမှာရွ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 တွေတွေ့ရင်ဝယ်တာဝယ်ခဲ့ပြီးတော့ငပေါင်းတို့လေးပေါင်းစားကြည့်ကြပါဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကြည့်လို့ရအောင်လို့ like and subscribe လေးလည်းလုပ်ထားပေးကြပါအောင်နော်အားလုံးပဲတက်တာပါတာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ